လူနာတင်ရင်အသင်းတွေက အာနာသိမ်းပြီးချိန်ကစပြီးဖိအားမျိုးစုံခံရတဲ့ပရဟိတအဖွဲ့တစ်ခုဖြစ်ပါလေ။ဖန်စီခံရတာတွေ ရှိသလိုပြစ်ခတ်ခံရတာတွေလည်းရှိပါတယ်။ရင်ပေါ်ပါလာတဲ့လူနာကတစ်ဖက်ဖက်နဲ့ပတ်သက်ဆက်နွယ်သူဆိုရင် အရင်ဆုံးပြစ်မှတ်ထားခံရတာကလည်းလူနာတင်ရင်မောင်းတွေပါပဲ။အချိန်မရွေးဖန်စီခံရပြစ်ခတ်ခံရတာတွေကြောင့်လူနာတင်ရင်မောင်းဖို့ဆိုတာအန်ဒီရဲ့အယမ်းရှိတဲ့ အလုတ်တစ်ခုဖြစ်လာနေတာပါဒါအပြင်လူငယ်တွေနှဲပါလာလို့ပရဟိတအသင်းမှာကူညီသူတွေမရှိတော့တာရန်ပုံငွေရရှိဖို့ခက်ခဲလာတာတွေကိုလည်းရင်ဆိုင်နေကြရပါတယ်ဒီအခြေအနေတွေကြောင့်လူနာတင်ရင်အသင်းတွေကနှဲတဲ့နှဲပါလာနေပါပြီဒါကြောင့်လဲခုအချိန်မှာနယ်ဘက်မှာရှိတဲ့ပြည်သူတွေကျမ်းမာရေးနဲ့ပတ်သက်ရင်အချိန်မီဆေးကုသနိုင်ဖို့အခက်အခဲရှိလာနေပါတယ် တော်ဝဲမှာမြို့သမီးတို့သွေးလွန်တော်ကိုဖြစ်ပြီးဂျော်လာ15ရင်းကြီးကထမန်တည်ဆုံသွားတယ်လို့မိသားစုနဲ့လီစာသူတွေစီကစုံစမ်းသိရပါတယ်။တည်ဆုံသူဟာတော်ဝဲမြို့အညာပြားကျွာအုပ်စုဓာသွေးကျောက်ရွာမှနေတဲ့အသက်19နှစ်အရွယ်မြို့သမီးဖြစ်ပါတယ်။အဲ့ဒီမြို့သမီးဟာဖြားလို့ဂျော်လာပရမအပတ်တွင်တော်ဝဲစင်းအုပ်ကြီးမှစေကူတာမှုခံယူနေရက6ရက်လောက်ကြာဖြစ်တဲ့ ဂျွန်လ15ရက်နေ့ည7:00နာရီလောက်မှာသွေးလွန်တိုးကိုအပြင်ညဖြားယောဂါနဲ့တည်ဆုံသွားတယ်လို့မိသားစုနဲ့နေစာသူကပြောပါတယ်။တဝဲခရိုင်တွင်မိုးရသည့်စတင်တဲ့အခုနေ့မေလာကစားလို့သွေးလွန်တိုးကိုဖြစ်ပွားတာမြင်တဲ့နေ့ပြီးဂျွန်လ16ရက်နေ့အထိတည်ဆုံသူ6ဦးအထိရှိလာပြီဖြစ်ပါတယ်။ ဒါပြင်ဒွေပြည်သူစေုံနဲ့ပုဂလိကစေုံတွေမှာသွေးလုံးတုတ်ကိုကြောင်းတက်ကြီးပိုင်လူနာအမြောက်အများဈေးကူတမှုခံယူနေရတယ်လို့ဆိုပါတယ်။ဒွေခရိုင်တွင်ဂျွန်နာဒူရီယာပါကာစာပေနေစဉ်ရင်ဆက်အမိုးရွာတော်နာတွေရှိလာတာကြောင့်အေမီကဖျားနာသူတွေများနေပြီးမြို့ပေါ်ဟာပြည်သူစေုံပုဂလိကစေုံစိတ်ခံတွေမှာလည်းဖျားနာတဲ့လူနာတွေနေစဉ်အမြောက်အများတွေ့ရှိလာရတယ်လို့မြို့ခံတွေကပြောပါတယ်။ အဲ့ဒီချိန်နေမှာစကောင်းစင်ဟာကျော်လာစတီကနေကစလို့ဒွေမျိုးမှာရှိစာတော်ဟာပောင်းပုဂလိကဆေယုံနေဖို့ရုဒိယဆေကူတာခွင့်အာရီပေးလိုက်တဲ့အတွေ့လူနာတွေဆေဟုတေဟုကနေတေဟုကို ရှစ်ပြောင်းတေယူရတာကြောင့်အခက်အခဲများစွာဖြစ်ခဲ့ရတယ်လို့မြုပ်ခံလေးစီကသိရပါတယ်